其实冬天里我的体验，太阳里也只属于那一片孤独对饮。Instagram 的我不复。သူများတွေတော့မသိဘူးကိုကတော့မိုးရင်ခီးသွားရတာကိုကြိုက်တယ်မိုးရင်ခီးသွားရတာကြိုက်တယ်ဆိုပေမဲ့လည်းသွားလို့တင့်တော်တဲ့အဆင်ပြေတဲ့နေရာကိုသွားတာပိုကောင်းတယ်ပေါ့နော်ခါလေးကြားလို့ရှိရင်ဒီမော်လမြိုင်တို့ဖက်အန်တို့ကကြတော့မိုးရင်သွားမှပိုပြီးလာတဲ့နေရာမျိုးတွေဖြစ်တယ် မတူညီတဲ့ရာသီဥတုမတူညီတဲ့ taste လေးလည်းခံစားရတာပေါ့เนาะအဲ့တော့အခုတိုက်တီယိုဖျားကိုသွားဖူးမယ်ဆိုပြီးတော့ကြိုက်ထူမြို့မှာရှိတဲ့ကမ္ဘာဒုတိယအကြီးဆုံးထိုင်တော်မူဖျားစီကို အရင်ဆုံးဝင်ရောက်ဖူးခဲ့တယ်ပေါ့เนาะဒီဖျားကညံတော်အမြင်255ပေ6လက်မရှိပြီးတော့မှကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးထိုင်တော်မူဗုဒ္ဓရုပ်ပွားတော့ဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီ ်ဘွဲအမိကတော့ဂေါတမဗုဒ္ဓမြတ်စွာဘုရားကြီးဖြစ်တယ်ဒီဘုရားကိုပေါ့2019 April 9ရက်နေ့မှာအနေကစားတင်ပြီးတော့မှဖွင့်လှစ်ခဲ့တာဖြစ်တယ်ထိုင်းတော်မူဘုရားကိုအဲဖူးပြီးတဲ့ခါကျတော့ကြိုက်ဒီလိုဘုရားပေါ်တက်ဖို့ပေါ့နော်သွားခဲ့တယ်ကားကတော့အောက်ကစားတော့ဆိုင်လေးတွေရှိတဲ့နေရာမှာပဲထားခဲ့ရပြီးတော့မှဒီပေါ်တက်ကြရပေါ့နော်အခုကညနေဆောင်ပေါ့ကလေးတွေကြောင်းစင်းတဲ့ချိန်ဆိုတော့ဒီဘုရားပေါ်တက်တဲ့ကားတွေကလည်းဟိုကလေးတွေနဲ့ပဲပြည့်နေတယ် ဒီဖျားပေါ့ကြိုက်တိရဖျားပေါ့တက်တဲ့ကားလေအမြဲတမ်းရင်ခုန်မှုပေးတယ်ဘာလို့လဲဆိုတော့ကားမောင်းတာလည်းအရန်ကြမ်းတယ်အအရှိန်နဲ့လည်းသွားတာဆိုတော့လေအမြဲတမ်းကြောက်ဖို့ကောင်းတယ်ဒီတောင်ကြီးသားတွေဆိုတောင်ပေါ်မှာကားမောင်းနေကြဒါပေမဲ့ဒီကြိုက်တိရဖျားကားပေါ့ဆိုတော့သူတို့တော်တော်လေးကိုရင်းနှုံပန်းတုံးကြကြတယ် ဆင်းလန်းအတက်လန်းဟိုတခုလည်းဖြစ်တဲ့နေရာမျိုးဆိုလို့ရှိရင်တော့တို့ဒီကနေပေါ့နော် walkie talkie နဲ့နမ်းပြီးတော့မှစင်ကားရှိလားဆိုပြီးတော့မှဒီအတက်ကစောက်ပြီးတော့မှတက်ကားတဲ့ဟာမျိုးကြီးရှိတယ်ပေါ့နော်မိုးတွင်းဆိုတော့ဒီမိုးတွေရွာထားတော့တောင်ပေါ်တက်လာတဲ့အများလုံးကအောက်ကမမြင်ရတော့တိမ်ပင်လေတွေနဲ့ပဲပြည့်နေ냐မိုးရွာထားတာရေလေတိုက်တဲ့ရှင်ရေတောင်ပေါ်ရောက်လာတယ်ဆိုတော့တပြေးပြေးအေးတာအေးတာစိတ်ပြီးတော့အေးတာ ငူရင်းလည်းဖြစ်တာရဲ့ဂျားရက်လည်းဖြစ်တာရဲ့ဆိုတော့တောင်ပေါ်မှာကလူတော့ရှင်းတယ်အဲအကန်းယူထားတဲ့ဟိုတယ်ရှိမှာဗောနော်ဒီအထန်းသမားတွေကအဲထန်းဆယ်မစည်းလဲတပုံရိုက်လို့ရပါတယ်ဆိုပြီးတော့အတင်းဟိုပါဖြစ်တာဗောနော်ဒါပေမဲ့ကိုရီးယားအားနာတော့မစည်းရဲဘူးအကန်းယူအထုတ်ချပြီးတော့နည်းနည်းနွဲ့နွဲ့ထွတ်ထွတ်ဖြစ်သွားအောင်ဆိုတော့ဒီဘက်မှာကော်ဖီလာတောက်တာပေါ့နော်မိုးဆဲတဲ့အချိန်ကျတော့ဒီကော်ဖီဆိုင်ကနေကြည့်တဲ့ view ကတော်တော်လှတယ်လုံးဝတိမ်ပင်လယ်နဲ့ ရန်ကုန်မြို့နယ်3နာရီ4နာရီလောက်ပဲမောင်းရပြီးတော့မှ အေးအေးချမ်းချမ်းနဲ့တိမ်ပင်လည်းကြည်ကျင်နေဆိုရင်တော့ဒီဘက်ကိုသွားဖို့အသင့်တော်ဆုံးပါတော့နာနာနေနေနေပြီးတော့ကြိုက်တီယိုဖျားပေါ်ကိုတက်ခဲ့ကြတယ် လူမများပဲနဲ့အေးအေးဆေးဆေးသွားလို့ရတယ်။ကိုဓပုံရိုက်ခြင်းတဲ့နေရာမှာလည်းအေးအေးဆေးဆေးပေါ့နော်။စောင့်စားနေရမလိုဘူး။အဲတိုးဝေးပြီးတော့လည်းဓပုံရိုက်စရာမလိုဘူး။အဲ့ဒါလေးတကူကတော်တော်စိတ်ချမ်းသာဖို့ကောင်းတယ်။ ီတစ်ခေါက်ရောက်တော့လူနေနေတာနဲ့ပြီးတော့လဲကိုတွေလက်ဒီမှာညအိပ်ပြီးနေမှာဆိုတဲ့ခါကျတော့ဒီဖရာကြီးရင်ပြန်တော်ပေါ့ဗောနော် AACC ပတ်ပြီးတော့ကြီးခွင့်ရခဲ့တယ်မရောက်ဖူးတဲ့သူတွေပေါ့နော်လာဖို့လဲခက်ခဲတဲ့သူတွေကိုလိုက်ဖို့ပေးရတာလဲအဲကုသိုလ်ရပါတယ် ဖရားရင်ပြန်တော်မှာတော့လုံးဝလူတွေရှင်းပြီးတော့မှစိတ်ချမ်းသာဖို့ကောင်းတယ်။တော့တိရဲ့ဒီညနေပဲဖရားလာဘူးတော့မိုးတိတ်သွားလို့ခဏပါလားမ။မပါဘူးညနေ တိုက်တီကိုနှစ်ခေါက်သုံးခေါက်ရောက်တယ်ဆိုပေမဲ့လည်းကြီးကန်းပါဇက်ဘက်ကိုတခါမှမရဘူးဒီတစ်ခေါက်လည်းကြီးကန်းပါဇက်ဘက်ကိုမသွားဖြစ်ဘူးအဲ့တော့လေကားနဲ့စီမီပြန်တက်လာရင်အရန်ညောင်းမအောင်ကြောက်တော့လေအဲ့ဘက်ကိုမစင်းဖြစ်ဘူးအခုတောင်မှဆိုစီဆိုစီဖြစ်နေတာရယ်ပြီးတော့လူသိမ့်မရှိတာရယ်ဆိုတော့ထမင်းနောင်မှမဝယ်ဘဲနဲ့ပါဆယ်ပဲယူခဲ့ပြီးတော့မှအခန်းထဲမှာပြန်စားခဲ့ကြတယ် ခยีသွားလို့ရှိရင်လည်းအလိုမနှက်စောကြီးအများတန်းလို့တက်တယ်အဲအားနဲ့အရှိတ်ဘက်ကိုထွက်ကြည့်တာပေါ့နော်ဘာများရှိတယ်လဲဆိုတော့ဒါမဲ့အစောကြီးမဟုတ်တာစေနာကြီးလောက်ရှိနေပြီအဲ့တော့ဒီမှာဆုံးခံကြွားတဲ့ဟိုဘုံကြီးရေရှည်ပေါ့နော်အဲ့ဒါတွေကိုဆုံးကတ်ချင်တယ်ဆိုလို့ရှင်ကတ်လို့ရအောင်ဆိုပြီးတော့မှသူတို့တွေကရောင်းပေးနေတာပေါ့နော် မနေ့ကလည်းမိုးမိထားတာနဲ့ဆိုတော့အေးအေးဆေးဆေးအဲ့အိပ်ပြီးတော့မှပဲဟိုဒါထလာခဲ့ကြပါဘောเนาะဒါတော့၁၀နာရီခွဲနေပြီနေလုံးဝမထွက်ဘူးဟိုကပိမ့်ပိတ်အောင်မှောင်နေရတော်သေးရမိုးတွေအရင်မရွာလို့လမ်းလျှောက်လို့အဆင်ပြေတာအေးရရဲ့တိမ်ပင်လေတွေမြူတွေရဲ့ဟိုကြိုက်ပေမဲ့လေဟိုမိုးရွာပြီးတော့လေလျက်စီးလက်မှကြောက်တယ်သူဒီနေရာကြတော့လေအရန်တောင်ပေါ်ဖြစ်နေတဲ့ခါကြတော့လေလျက်စီးလက်တို့ရှင်တော့ လျှက်စီးလက်မိုးချိုးပြတ်တော့ရှည်နော်လို့ထိတာတို့ခိုက်တာတို့ဖြစ်မှာကြောက်တယ်မြူမုံနေနဲ့ထဲမှာရှေ့ကိုဘာမှမမြင်ရအောင်ဆန်းဆန်းနဲ့သွားနေရတာသဘောကျတယ်ပြီးတော့ရာတီဘူးကလည်းအေးရော်လေးတော်တော်နေလို့ကောင်းတယ် လို့မရရဟယ်လိုမနေ့ကရောက်တဲ့အချိန်ကနောက်ကျတော့ဒီဟိုဒီကြိုက်သီယိုစီတော့အနီးကပ်ဘူးမြော်ဘူးကြွကြတော့တကားပိတ်ထားတော့မဝင်ခဲလိုက်ရဘူးပေါ့နော်အခုမှပဲအနီးကပ် ိုဝင်ပြီးတော့မှဖူးမြော်ခွင့်ရတာပေါ့နော်ဒီတောင်ပေါ်သားအကိုကြီးကတော့တကယ်ရှယ်ပလန်နဲ့ကိုလေ့လာနေတာဒီကြိုက်သီယိုစီဒီတော်ရဲ့ဟိုရှေးတုန်းကစကားတွေဒါမှမဟုတ်နော်ဟိုကြက်ပတ်တဝက်လာအဲ့လောက်ဟိုဟနေတယ်ဆိုတဲ့ဟာကိုလိုက်ပြီးတော့မှသူကြည်နေတာ တကယ်ကသူတို့နှစ်ယောက်ခရီးထွက်တာကိုကျမတတ်ဝီပေါ့နော်တတ်ဝီသူတို့ဓာတ်ပုံလိုက်ရိုက်ပြီးနေရတာပေါ့နော်ရင်မြင်တော်နဲ့ဒီကြိုက်တရုတ်စီတီတော်တပတ်ပတ်ပြီးသွားတဲ့အခါကျတော့အဲသူတို့တွေကရွှေသင်္ကန်းကပ်ပို့အတွက်ဆိုတစ်ခေါက်ပြန်သွားပြီးတော့မှရွှေသင်္ကန်းကပ်လူပူဇော်ခဲ့ကြတယ် အကန်းချက်ကောက်ထွက်ကမဲ့အချိန်ကျတော့ဖရားလက်ဖူးပြီးပြီဆိုတော့ပြန်ဆင်းခဲ့တယ်အပြန်မှာလဲမိုးတွေကတအားရွာတော့ပိမ့်ပိတ်အောင်မအောင်နေရတကယ်ပဲဟိုကြောက်ကြရပေါ့နော်ကားသမားတော့ဘလို့မောင်းလဲမသိအနောက်မှာလိုက်စီးတဲ့ကိုတွေကတော့လုံးဝဇီးပြူတီးလိုပဲလိမ့်နေရဒါတန်းနေလဲအသေးခိုင်းတာဒါအောက်ကိုလဲဘာမှမမြင်အောင်အကုန်လုံးတိမ်နေပြီပဲတောင်ချေရောက်တယ်ဆိုတော့မှဒါဟိုဟာမိုးတွေကွဲတိမ်တွေကွဲပြီးတော့မှလင်းလင်းချင်းချင်းမြင်ရတော့တယ်အဲ့တော့မှပဲတပြင်းချနိုင်တော့တယ် ဒီဘက်အထွက်မှာရှိတဲ့ကဒတ်ချောင်းကအဲ့ဒီဘက်ကိုလာခဲ့တယ်အဲ့ဒီမှာရေကလေကြီးပြီးတော့အေးစိတ်ညာပဲပြီးတော့ရေစီးလဲတန်တယ်ကိုကတော့အဝဲစားလဲရမှာပါညာဆိုတော့မလဲနေတော့အမရေကြိုက်တဲ့အကူတော်ကတော့အမရေကူးသလားမပြောနဲ့အဲ့တော့သူကူးနေတဲ့အချိန်မှာကိုကအေးစိတ်ဒီဘက်မှာထိုင်ဆောက်ပြီးတော့မှဒီစားတောက်တဲ့ဟာပေါ့နော်အမီလေးရတဲ့ဟာထိုင်စားနေအဲ့ဒီမှာကြိုက်တဲ့ဟာကဘာလဲဆိုတော့ဟိုဝါဥခောက်ဆက်တုတ်ဝါဥတုတ်ပေါ့အဲ့ဒါကို ကြိုက်လုံးလုံးနှစ်ပွဲတောင်မှတခါတည်းစားပြစ်လိုက်တယ်ဖျားလဲပူရေလဲ ဆော့ဆိုတော့အချိန်ကတော့တော်တော်လင့်သွားတယ်အဲတော့ပြန်ကြရင်နောက်ကျမှာဆိုတော့တူဝနာဘူမိ Mountain View Resort မှာပဲတ냐အိတ်နိုင်ယူပြီးတော့မှာပဲရန်ကုန်ကိုပြန်လာခဲ့ကြပါတော့တယ်